တရုတ်ကအဲ့တဲ့မရှိဘူးအာနာရှင်ရုရှားလည်းအတူတူပဲအဲ့ဒါကြီးသူကပေါ့မယ်လူဆုံးနဲ့ပေါ့မယ်ဘယ်လိုလုပ်ရမှာလဲဆရာကြီးအဲ့ရင်းနဲ့စိတ်ကမ်းကြီးတာလုတ်ခဲ့ကျွန်တော်ရောက်ခဲ့ပါတယ်ဆရာကျွန်တော်နိုင်ငံတကယ်ဖွံ့ဖြိုးတိုးတက်ဒါကြောင့်စင်ကာပူတောင်လန့်နေတာကျွန်တော်တို့သိတယ်စစ်လက်နဲ့ပစ္စည်းနဲ့သူအသက်ရှင်တန်မှုတွေအခုလိုပဲတရုတ်လိုပဲရုရှားကတော့ထိုးအပ်တာနော်ဒါကြောင့်ဒါကြီးကတစ်နိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးအတွက်တိတ်အရေးကြီးတယ်အန္တရာယ်ရှိတယ်သူတို့ဘက်ကတော့ဟုတ်တယ်လေကျွန်တော်တို့ပြည်သူဘက်ကကျွန်တော်ပြောနေတာလေ national strategic energy ကြီးတဲ့စီးပွားအတွက်လည်းဘယ်လိုမှကြုံမရှိဘူးဟုတ်ပြီမင်းရောင်းလဲနိုင်အောင်တိုက်တိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ် policy တစ်ခုနဲ့ချလို့ရတယ်ဆရာလောက်ရမှာပဲဒါရေချိန်မှလောက်ရမှာဟုတ်ကဲ့ဆရာဦးစိန်ထေခင်ဗျာအခုစစ်ကောင်စီဥက္ကဋ္ဌရဲ့ရုရှားခီးစင်မှာပေါ့နော်ဒီရုရှားကိုတဝဲရင်းနဲ့စီမံကိန်းအထူးစီးပွားရေးဇုံပူးပေါင်းဆောင်ရွက်ဖို့ပေါ့ဒါနဲ့ပတ်သက်ပြီးထက်လောင်းအတီးပြူတယ်လို့ကျွန်တော်သိရပါတယ် အဲ့တော့ဒီတဝဲစီဝိုင်းစုံမှာရင်းနှက်စက်ကန်တစ်ခုပါမယ်။နောက်ကြောင်မီးသွေးသုံးဓာပိဆက်ရုံပြီးရင်းနှက်ချက်ဆက်ရုံလည်းပါမယ်လို့ပြောရဲဆိုတော့အခုဒီစီမံကိန်းကသူတို့ကနိုင်ငံရခြားပေါ်ရေချောင်းကုန်သွယ်ရေးဥပါတယ်သူတို့အဓိကထားမဲ့ပုံပေါ့နော်။အရင်ကျွန်တော်တို့မလေးရှားဘက်ကမလကရေးလဲကြားကကုန်သွယ်မှုတွေတောင်ဒီကိုရောက်နိုင်တယ်ပေါ့နော်။အဲ့လောက်ထိကိုသူတို့ရည်ရွယ်ထားတယ်လို့ပြောတယ်။အဲ့တော့ဆရာကဒီလိုစီမံကိန်းနဲ့ပတ်သက်ရင်ငကိုကလည်းဆရာဒါကြီးကင်တွယ်ဘူးတော့လေ။ ဒီလိုစီမံကိန်းတွေလုပ်တဲ့အခါမှာဟိုအဓိကအဖြစ် investment lawyer ပေါ့လေဟိုဘယ်လိုမျိုးနှစ်ဖက်အကျိုးစီးပွားဟိုတယောက်တယောက် share ရလဲအဲ့ဒါလေးလည်းအရင်ဆုံးသိလိုပါတယ်ဗျအဲ့ဒါကလက်ရှိခုနပြောတယ်ကျွန်တော်တို့နဝတခေတ်မှာနိုင်ငံတကာယင်းနှိမ့်နှံ့မှုလို့ပွင့်လာပြီးတော့ဖိတ်ခေါ်တာအဲ့ဒီမှာ law ထုတ်တာ law เนาะ investment law ပေါ့ law အရာသူကဗျာဖက်ဆက်လုပ်မယ်ဆိုရင်အဲ့ဥပဒေအရာကကျွန်တော်ယင်းနှိမ့်နှံ့မှုပမာဏကမြန်မာနိုင်ငံ50%ခန့်တော့ နော်အဲ joint venture 49ကိုသူကဒီလိုတတ်မှတ်ဒါဥပဒေစာအုပ်ထဲမှာအဲ့ဒါကိုတကယ်တမ်းကြာမလိုက်နိုင်ဘူးကြောက်ဖြူမှာဆက်ပြန်ကြည့်တကယ်တမ်းဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ရင်းနှီးမဲ့နာမှုက51ဖြစ်ရမှာနော်ဘုပ္ပကတရုတ်က49ဖြစ်ရတရုတ်ကခမရသိမ့်စိန်ဆင်းသွားတော့လောက်တာလဲခုကိုကန်စောပဲလောက်တာကျွန်တော်တကယ်ချင်းမှာသူပဲလောက်ခဲ့တာနော်အောင်တိုင်းဥက္ကဋ္ဌအဲ့တော့သူကမြင်ကြုံဆိုတော့49 51မဟုတ်ခဲနဲ့ပေါ့85နဲ့85နဲ့15လောက်ခဲ့တာဆရာ ဘဇက်ထက်ရှိတာအကုတ်၆လောက်တာ55 55ကို55ကိုဘက်ဟိုးကိုကစက်တရုတ်ကို85လောက်ဘလောက်ကလေကြီးအုပ်ခံသွားရှိတဲ့ပိုက်ဆံလဲသူတို့ခရိုနေသူတို့အိတ်ထက်ထဲတာတန်းရွှေလို့ကသူတို့ဘီလေရလဲသူတို့ပိုက်ဆံမထုတ်ဘူးလေတိုင်းမီပါနာလဲမသုံးမဲနဲ့ကျွန်တော်က55သူတို့ကတရုတ်ကို85ပြီးတော့တရုတ်ကလေကြီးအုပ်သွားတာဟောအဲ့ဒါကိုမှ NLD ကာလာရောက်တဲ့ခါမှာကျွန်ကျခိုင်ကိုစီမံကိန်းတော့ဆွေးဥပါတူညီဖို့လို့ ਨੇ NLD ခင်မှာပြန်ပြင်တာလေဗျာပြင်တော့မှ80 30ထက်နေကျွန်တော်မေ့သွားပြီတရုတ်နဲ့တော့စကားပြောကြတော့ အဲ့လိုပြင်ရတာဆိုတော့ပြောချင်တာဒီကိစ္စမှာလေပိုဆိုးတယ်သူတို့ကဥပဒေဥပဒေတာရှောက်ပြောနေတာပစရက်တွေ့ရရှောက်လို့ဒါတက်တည်တခုကျွန်တော်ပြတာပါအခုလည်းပဲကိုကန်စော်ပဲသွားလုပ်နေတာเนาะကျွန်တော်တွေ့နေတာပဲဘယ်လောက်လုံးမှာလဲပြောရโอเคအခုအခုစီမံကိန်းအတွက်ကောဆရာဘယ်လိုမျိုးသုံးသက်လဲသူကိုဘက်ကဘာမှနီးပညာလည်းမရှိဘူးပတ်စံလည်းမရှိဘူးမြင်းနေရာပဲပေါ့နေရာ location ပဲရှိတော့ဟိုဘယ်လိုဖြစ်နိုင်လဲအခုကဘယ်လောက်ထိထိုးပေးနိုင်လဲဆရာအဲ့ဒါကြောင့်ကျွန်တော်ကတော့စိုးရိမ်နေဆရာစိုးရိမ်နေဆိုတာအတွေ့အကြုံကြီးက ခုနပြောပေါ့85နဲ့55လုတ်ခဲ့တယ်။ NLD ကငါးနဲ့ကာလာလေ80နဲ့30ဘာမှကျွန်တော်တို့ဘက်ကချီချီရောက်မလုတ်ခဲ့နိုင်ဘူး။သူတို့ကမှုေးထားတဲ့မီးကိုနောက်ကလိုက်ငိမ့်တာငိမ့်လို့လည်းမလိမ့်မလောင်ငယ်ဟိုမငိမ့်သွားဘူး။အခုကြည့်ကြ။ပြောချင်တာကဒီလို huge project တွေလုတ်တယ်ဆိုတာကကိုယ်နိုင်ငံအကျိုးရှိအောင်လုပ်ရတာ။နော်။ကိုယ့်ရဲ့ငွေမရှိရင်တော့ကိုကရှိတယ်ငွေချိမလား။ကိုပိုက်ဆံချီးလို့ရတယ်ဝါဘဲလို့ချီးလို့ရတယ် ADB ချီးလို့ရတယ်မချီးဘူးဗျတရုတ်ကိုထိုးအပ်တာဒါသိမ့်စိန်လို့တန်းရှုလောက်ခဲ့တဲ့ဇက်လန်းအခုလည်းအဲ့တိုင်းပဲ ပုံလင်းမြင်တာဘူးလည်းမရှိဘူးဒါကြီးကတိတ်အရေးကြီးတော့နိုင်ငံရေးရလဲအစွတ်ဖက်ခံရမယ်တိုင်းပြည်လုံခြုံရေးနော် national security လို့ကျွန်တော်ကတော့သုံးညင်နေဆရာနိုင်ငံတိုင်းမှာ national security front national security လို့ကိုင်လုံးနေဟုတ်တာမဟုတ်တာဘေးပဲကိုယ်နိုင်ငံအကျိုးကိုကြည့်ရမှာသူတို့ကလို့မကြည့်ဘူးရှေ့သွားလဲရှိကတော့ခုပိုဆိုးတယ်အခုကမှန်တယ်ဒီ project ကြီးအသိကြီးတယ်စင်ကာပူကတကယ်လို့သာဒီရေနဲ့စိတ်ကမ်းကြီးကတဝဲကဖြစ်ခဲ့ရင်ကျွန်တော်တို့ကပုံသွေးလမ်းကြောင့်သိပ်ကွန့်သွားရင်စင်ကာပူမှာတော့အခွင့်အလမ်းမတားနိုင်ဘူးပြဒါကြောင့်မို့ဒါကြီးသိပ်အရေးကြီးတယ်ပြဿနာ မင်းအောင်လိုက်စိတ်ရှုံးတဲ့ခါမှာဆလက်နဲ့ပစ္စည်းအားလုံးသိတယ်ဆလက်နဲ့ပစ္စည်းနဲ့သူ့အသက်ရှင်တန်မှုတွေအခုလိုပဲတရုတ်လိုပဲရုရှားကိုသွားထိုးအပ်တာနော်ဒါကြောင့်ဒါကြီးကတနိုင်ငံတော်ရဲ့အမျိုးသားလုံခြုံရေးအတွက်သိအရေးကြီးတယ်အန္တရာယ်ရှိတယ်စီးပွားရေးအတွက်လည်းသူတို့ရှိနေဘာမှအကျိုးမရှိဘူးအဲ့တော့ဒါဟာလက်ခံလို့မရဘူးဟန့်တားရမယ်ရှေ့သွားတရုတ်ရှိလို့ကျွန်တော်ကဒါကိုတင်ပြခြင်းဖြစ်ပါတယ်ဆရာဟုတ်ကဲ့ဆရာကကပြောတဲ့အချက်တွေကကရုရှားအနေနဲ့ကဘယ်လိုမြင်လဲမသိဘူးဒီဒီအတွက်သူတို့အတွက်အကျိုးစီးပွားပေါ့စီးပွားရေးက ဘယ်လောက်ထိသူတို့တွက်ဆထားလဲနောက်တစ်ခုကမြန်မာပြည်မှာဒီစစ်တပ်ကဘာပဲစစ်ရေးရတော်တော်ရှုံးနေနေတာလေဒီလိုစီမံကိန်းအတွက်လည်းအန္တရာယ်ရှိနေတာကိုသူ့အနေနဲ့ကဟိုဒီလောက်ထိဘာကြောင့်စွန့်ရဲရလဲရုရှားဆိုလိုတာကဝူနာလို့ပေါ့ဒီစစ်ရေးရပါလက်နက်အကအစအကူအညီပေးမဲ့သဘောမျိုးရှိနေလားဒါ ਈ လက်ကျွန်တော်ထက်တွေ့ရမယ်အဲ့တော့ဟိုရုရှားကစီးပွားရေးရဘယ်လောက်ထိသူ့အတွက်အကျိုးစီးပွားရှိမယ်လို့သူထက်တွေ့လဲနောက်လုံခြုံရေးရသူဘာတွေလုပ်မယ်လို့သူ ထက်တွက်ပြီးစဉ်းစားလဲပေါ့အဲ့ဘန်ဝင်ဆရာဘလူသုံးသက်ပေးခြင်းလဲရုရှားကလည်းသူက UN မှာဗီဒီယိုသုံးပေးနေတာလေနောက်တစ်ခုနိုင်ငံကြီးတွေရဲ့အကျင့်ကနိုင်ငံတွေအပေါ်မှာတဲ့တယ်ပြောကဘိုးကြဆိုးမှုတာပေါ့နိုင်ငံရေးရွှွားမှုမယ်သူကနိုင်ငံရေးရွှွားမှုလို့ရသွားပြီစီးပွားရေးမှာချဲလဲမယ်တရုတ်ကခုအကျိုးရှိနေတာပဲဆရာရုရှားကလည်းအကျိုးရှိတာပေါ့တစ်လက်နဲ့ရောင်းနေရတယ်အခုလောလောဆယ်ကိုခင်ဗျာဘာလဲကျွန်တော်စစ်တော့နားမလဲဘူး SU 30လား6ဆင်းအဲ့ဒါခက်ရုရှားကရောင်းတာသူပတ်ဆက်ရတယ်လေ အခုသူစစ်ပွဲရခင်အစုပ်တွေခင်ဗျာကျွန်တော်လာရောက်มาပဲအဲ့ဒါလကားပေးมาမဟုတ်ဘူးတရုတ်လက်ဒီလိုပဲလေတရုတ်ကခင်ဗျဆစ်လက်နဲ့ဟိုပန်မိုးနေတာပဲငွေကြေးပဲပန်မိုးတော့ခြေသွားရှိခဲ့ပါပဲတရုတ်လုတ်တယ်သူတို့ဝါရာချင်းလဲတူတဲ့အခါကျတရုတ်နဲ့ရုရှားတကိုင်းနေပဲဖြစ်တော့ဒါကြီးကကြောက်ဖြစ်တဲ့ပိုကြီးတိတ်အန်နေကြီးတော့ကျွန်တော်အမြင်ကတော့နိုင်ငံရေးအရာတိုင်းပြည်ရဲ့အမျိုးသားလုံခြုံရေးအန်နေကြီးတယ်ဒါကကျွန်တော်တို့လက်ခံမရဘူးခြေသွားရှိတယ်နော်တရုတ်ခြေသွားရှိတဲ့အတွက်ကြောင့်ဒါကိုကျွန်တော်ဟန့်တာရမယ် statement ထုတ်ဝင်လည်းမရဘူးနော်ကန့်ကွက်ဝင်လည်းမရဘူးနော်မြစ်ဆုံလောက်သွားပြီဟာမလဲရဘူးဟန်တားရမယ်တစ်ချက်ဟုတ်ကုရခိုင်မှာကြည့် A ရဲ့ဘလူဟန်တားနေတယ်ပြဿနာမျိုးစုံနဲ့သူတို့လုံနေတာဆရာဒါတွေးကြည့်လိုက်သိတယ်ကြီးမြင်လည်းမြင်နေရတာအဲ့တော့ဒါကိုကျွန်တော်ကြိုတင်မလုပ်ခင်မှာပြည့်တစ်ချက်နှစ်စီးပွားရေးအရာဘာမှအကျိုးမရှိဘူးတရုတ်ဖြစ်ခဲ့ပြီလို့ရုရှားကဘယ်တော့ကောင်းလို့လဲဆရာကြီးလေနောက်တစ်ခုကသူ့အကြက်တဲကိုဖြည့်ရှင်းမှုနဲ့မင်းအောင်လိုင်းကသူ့အကြက်တဲလက်ရှိသူစေရရရှုံးတော့ drone တို့ပါလက်နက်တို့စသည်ပေါ့ဗျာ တော့ဒီလက်နက်ကိရိယာတွေရဖို့အတွက်သွားတာလောင်စာစီသူမှခက်နေပြီဆရာဒါကြောင့်သွားတာနောက်တစ်ခုကကုံကုံပြောခုနပြောခဲ့ပေါ့သူရှုံးသွားရင်ဟာအာဆက်လို့ထွက်ပြေးဖို့လဲကြာမှာပေါ့သူတို့အလုံးနေအဲ့တော့ तू ကတော့တစ်ချက်ကုန်တစ်ဆက်သွားတာကိုကျွန်တော်လက်ခံလို့မရဘူးကျွန်တော်ဝေဖန်နေုံနဲ့မရဘူးတော့မင်းအောင်လှိုင်းမဖြစ်ခင်တန်းချွေစရတဲ့ဇန်နန်းကိုသိသိအကောင့်တဲ့ဖော်တော့အဲ့ဒီအမိုက်ကအခုဒီကျွန်တော်ရှင်းလို့မရဘူးအသက်တွေပြေးနေရတော့ဒါကိုလေကျွန်တော်တို့ကနိုင်ငံရေးရ စီးပွားရေးရလက်ခံလို့မရဘူးဆိုတော့ကျွန်တော်ကတော့စိုးရင်ကြီးစွာနဲ့ကိုဆက်ဟုတ်တာကျွန်တော်ကတော့ကျွန်တော်အမြင်ကျွန်တော်တင်ပြတာပါဆရာဟိုတခုရှိတာဆရာဆရာတော့ခုနကဟိုနိုင်ငံရေးစီးရေးရပေါ့နော်နိုင်ငံတော်လုံခြုံရေးအထိပါစဉ်းစားတယ်တကယ်လို့ဒီစီမံကိန်းကအောင်မြင်မယ်ဆိုရင်မြန်မာနိုင်ငံတွေ့ရခုနကဟိုရေချောင်းကိစ္စတွေမှာလည်းအခွန်တွေရမယ်နောက်တစ်ခုကဒီကြောင်မျိုးတွေတအားပေးရလဲလျှက်စစ်တက်တွေရမယ်နောက်ရေနှက်ချက်ဆက်ရုံကလည်းလောင်စာတွေကိုနိုင်ငံအတွက်သုံးနိုင်မယ်ဆိုတော့ နိုင်ငံအတွက်ကုနာလိုစွန့်ရင်ကဏ္ဍတွေမှာဟိုတစုံတရာဖြည့်ဆည်းနိုင်မဲ့အနေထားတော့တွက်ဆလို့ရတာပေါ့ဒါတွေအတွက်ကိုကျွန်တော်တို့ကမမျှော်ကိုးသင့်ဘူးလားရုရှားဒီဥနုခေတ်ကနေရဗမာနိုင်ငံကူခဲ့တယ်ခဏခဏလည်းပြောကျွန်တော်လည်းဒီ RN6 ပေးတယ်ခဲ့လို့ကြောက်ကြီးရုရှားပညာရှင်တော့လွတ်ပေးတယ်ဒါတွေလောက်အဲ့တော့ကလီးယားဖြစ်ဘာကြောင့်အဲ့တော့ဥနုကဘာဘဲမလိုက်ဖဲနဲ့သူကထိနေတိနေလောက်တော့ဒါနမူနာရှိတယ်ဆရာ RN6 ဆရာတက်ခဲ့တာပဲဆရာတို့ကြောက်ကြီးတွေ့တယ်အဲ့ဒါရုရှားလုတ်ပေးတာလीအ င်္ဂလိပ်ဒါရရှာဆောက်ပြီးတောင်ကြီးဆက်ဆံတော့သူဆောက်ပေးသွားတာဒါပေမဲ့ကလေးရဖြစ်တယ်ပညာရှင်တွေသွားတယ်ကျွန်တော်ဆရာတွေပါပါတယ်ဥနုဆိုရကအဲ့ချိန်မှာနိုင်ငံရေးအဖြစ်လည်းနှောင်းကိုမခံဘူးစီးပွားရေးအဖြစ်လည်းနှောင်းကိုမခံဘူးကိုပြည်သူပြည်သားတွေကိုတိုးတက်ဖွံ့ဖြိုးရေးရှိအတွက်သူကပလန်ချသွားခဲ့ဒါကြောင့်အခုလုပ်တဲ့ project ကစီမံခန့်ခွဲတဲ့မအားလာယူရချက်ကမကောင်းတော့သူ့ policy တိုင်းကွာလို့မရဘူးဆရာနော်ခုနကျွန်တော်လည်းနေပြောပါတရုတ်ကိစ္စမှာလက်ရှိသူတို့ပြန်ထမ်းတဲ့ဥပဒေအရကို51ဖြစ်ရမှာထိုးအပ်တယ်အခုပို့ဆိုးတာပေါ့ ဘလို့ပေးမှလဲတစ်ချက်နောက်တစ်ခုကကိုယ့်ရဲ့ဒီကြီးမားတဲ့တိုင်းပြည်အလွန်မတန်ကြီးမားတိုင်းပြည်စီးပွားခွင့်ပြုတိုးတက်မှုသွားတဲ့ project လောက်ခံကိုယ့်နိုင်ငံအကျိုးစီးပွားကိုဦးစားပေးကြည့်ရမှာဆရာအခုကြည့်လေနော်နိုင်ငံတွေမှာကိုယ့်နိုင်ငံအကျိုးစီးပွားဖြစ်ဖို့ဆို protection ခေါ်တဲ့ပုံသွေးရေးနဲ့ပတ်သက်လို့ဖြစ်သေးရီမီနန်နဲ့ပတ်သက်လို့ဖြစ်သေးမူဝါဒတွေချမှတ်တဲ့ခါမှာကိုယ့်ကျိုးစီးပွားကာကွယ်တဲ့မူဝါဒကိုဦးစားပေးရမှာသူအဲ့ဒါမှပါဘူးအဲ့ဒီချက်နဲ့ကျွန်တော်လက်ခံမရဘူးမှန်တယ်တာမန်ကြည့်ရင်တော့ဒါကြီးအားတိုက်ပြီးကွန်ပျူတာတက်မှုတွေဖြစ်မယ်လို့ ယူဆလို့ရတာပေါ့ပြော intention မကောင်းဘူးလေဟုတ်တယ်မလားဘာကြောင့်ဆိုတရုတ်ရှိသွားရှိခဲ့ပြီးပြီသူတို့သာခမရရိုးချက်ကောင်းကောင်းနဲ့လုတ်ခဲ့လို့ရှိရင်သူတို့အရင်နည်းကိုကိုကကိုဘက်က50တင်မရှိတော့ကျွန်တော်ခုနတင်ပြပြီဝါဘဲကိုချီလို့ရတယ် ADB ကိုချီလို့ရတယ်ဆရာအဲ့ချင်းငွေရဈေးနှုန်းအတုံးနှုန်းတက်တာလေအဲ့ဒါနဲ့ကျွန်တော်ပြန်ပြီးမှကိုအကျိုးစီးပွားကိုအရင်ထဲလို့မရဘူးလားအဲ့လိုကြတော့မကြိုးအဲ့လိုကြိုးစားအောင်လေသူတို့မလက်မခံတာဟိုဝါဘဲနဲ့ ADB ဆိုတာသူတို့စပုတ်မလို့ခုစုပ်ပိုးဆိုးတာပေါ့ ဒါကြောင့်သူတို့ကထိုးအပ်တာဖြစ်တဲ့အတွက်ကြောင့်အန္တရာယ်ကြီးတယ်လို့ကျွန်တော်ကပြောတာပါမှန်ပါတယ်တမန်ကြည့်ရင်တော့အဲ့ရင်းနဲ့စိတ်ကမ်းကြီးတာလုတ်ခဲ့ကျွန်တော်ရောက်ခဲ့ပါတယ်ဆရာကျွန်တော်နိုင်ငံတကယ်ဖွံ့ဖြိုးတိုးတက်ဒါကြောင့်စင်ကာပူတော့လန့်နေတာကျွန်တော်တို့သိတယ်စင်ကာပူက trade ကိုသူကဒီလို exchange လုပ်တဲ့အဆင့်နော် export import သွားတာသူဘာမှမထွက်ဘူးကျွန်တော်တို့က raw လဲထွက်လို့ရ export လို့ရတယ် import လဲလို့ရကျွန်တော်သိရှေးမှာဆိုးလို့ဆရာ BRI ကိစ္စမှာကျွန်တော် AI တိုင်းစီမံခန့်ဆွဲပေးကြတာခိုင်လဲဆွဲပေးကြကျွန်တော်သိတယ် နော်ကျွန်တော်တို့မှာကတရားသတ္တရှိလို့မဟုတ်ကျွန်တော်ဒါကိုစင်ကာပူလောက်တော့မကောက်ဘူးကျွန်တော်နီးမျိုးစုံလို့ဒါပေမဲ့ပြဿနာကတိုင်းပြည်ကြီးရဲ့စီးပွားကွန်ပျူတာတက်မှုသွားတဲ့အခါဘူဝါဒအရေးကြီးတယ်သူတို့မှတိကျတဲ့ဘူဝါဒမရှိဘူးကိုတိုင်းပြည်ရေးရှိဖွံ့ဖြိုးမှုအတွက်သွားတဲ့အသေးစိတ်အစီအစဉ်တွေမပါဘူးဆရာသူတို့ရဲ့လက်တလုံးအကျိုးစီးပွားရဖို့အတွက်နော်မျက်စိတမွေးတော့လေကြည့်ပြီးမှလုပ်ခဲ့တာမင်းအောင်လည်းပို့စပို့တော့ဒါကြောင့်ဒါကိုကျွန်တော်လက်ခံလို့မရဘူးအေးဟုတ်ပြီခုနဆရာမေးခဲ့ပြီဟုတ်ပြီမင်းအောင်လည်းနိုင်အောင်တိုက် ိုက်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ကနောက်ထပ် policy တစ်ခုနဲ့ချလို့ရတယ်ဆရာလောက်ရမှာပဲဒါရေချိန်မှာလောက်ရမှာအခုကျွန်တော်နမူနာလေးပြောမယ်ဆရာအခု trend ကြည့်နော် trend မလုပ်နေ trend ကိုကျွန်တော်မှန်တယ်ပြောတာမဟုတ်ဘူးနော်တရုတ်ဘယ်လိုတက်သွားလဲကျွန်တော်ခဏခဏကျွန်တော်ပြောတယ်နော်ကျွန်တော်တင်နန်းနေလဲပေးခဲ့တယ် NAD ကိုပေးခဲ့တယ်တရုတ်ကဘယ်လိုပြတယ်တရုတ်ကအမေရိကန်နိုင်ငံရဲ့ယင်းကြီးမြုပ်နှံမှုနော် investment လုပ်ငန်းရှင်တွေဒီမှာ labor cost ကကြီးတဲ့ခါကျတော့တရုတ်က labor ပေါ်တယ်ဆိုမှာသူကလည်း policy ပြောင်းတာအဲ့ဒီတော့ပြီးတော့သူ invest လုပ်လိုက်တာလုပ်တဲ့အချိန်မှာ ဒီဘက်ကနီးပညာလည်းရတယ် invest လည်းပါတယ်เนาะအရေးကြီးတာက investment နဲ့နီးပညာအဲ့ဒီနှစ်ခုကြီးကတယောက်ကတက်သွားကဘာမှခုကြီးဆိုးပြီးတော့ second map ဖြစ်တာလူလေလောက်လာပြီလေအဲ့ဒီနမူနာကျွန်တော်တို့ယူရမှာဒါကြောင့်ကျွန်တော်တို့ကအင်းနီမင်းတော့လောက်တဲ့ခါနံပါတ်1အရေးကြီးတာ ethics ရှိတဲ့နိုင်ငံတွေဒီနိုင်ငံတွေနဲ့ကျွန်တော်တို့က deal လုပ်ရမှာတယောက်က ethics မရှိဘူးအာနာရှင်ရုရှားလည်းအတူတူပဲအဲ့ဒါကြီးသူကပေါ့မယ်လူဆုံးနဲ့ပေါ့မယ်ဘယ်လိုလုပ်ရမှာလဲဆရာကြီး ဒါကြောင့်ကျွန်တော်တင်ပြခြင်းမှန်ပါတယ်ဒီမိကွန်းဖြစ်ရမယ်ရေချီမှာတော့ကျွန်တော်လောက်ရမှာပါသို့တော့ဒီပုံစံလုံးလုံးမရဒီလူတွေနဲ့လုံးလုံးမရဒါပဲနှစ်ချက်လုံးတစ်ချက်ကစစ်တက်နဲ့လုံးလုံးမရစစ်တက်စီးပွားလုံးစားမင်းတို့ဆင်းတက်လာတဲ့အစိုးရကလုံးမယ်ဆိုရင်ခုနကျွန်တော်တင်ပြခဲ့ပြီမာတီနော် national ခေါ်တဲ့ဝါဘင်တို့ ADB တို့လို့နော်အဲ့ဒီနိုင်ငံအဲ့ဒီကမ္ဘာအဖွဲ့အစည်းကြီးငွေချီးလို့ရအတုံးတုံးတိတ်တက်တာအဲ့ဒီဟာနဲ့ကျွန်တော်ငွေမရှိလဲလုတ်ပြီးမှတည်တည်ချာချာပလန်လုပ်ရမယ်အဆင့် ော့အဲ့လိုလုံးမရအခုသွားလို့ရသူတို့ကိုထိုးအတာနဲ့အတူတူပဲဟိုကလည်းအကြိုက်ပေါ့ဆရာလောလောဆယ်ကလက်လက်ပစ္စည်းရောင်းရတယ်ဆိုပေါ့မင်းအောင်လိုင်းကိုရုရှားကရောင်းမယ်ဒီလာတို့ကရောင်းမယ်ဒါတွေအတွက်သူကပြန်ပြီးလက်ထိုးတဲ့သဘောဖြစ်တော့ဒီပုံစံလုပ်လို့မရဘူးဒါကြောင့်ဒါဒီလက်ခံလို့မရဘူးကျွန်တော်ကဟန့်ကိုဟန့်တားရမယ်ဆင့်လို့ကျွန်တော်တော့အဲ့လိုမြင်ပါတယ်ခင်ဗျာဟုတ်ပြီဆရာအဲ့တော့ခုနဟိုကျွန်တော်မေးမဲ့အထက်မှာလည်းပါပါတယ်အကြံပြုတဲ့နှစ်ခုပေါ့နှစ်ခုဆိုတော့အခုက အခုဒီစီမံကိန်းမှာဆရာရဲ့ဟိုမိတ်ဆွေကြီးလည်းပါတယ်ပြောတယ်ဒေါက်တာကန်စောပေါ့နော်ဆိုတော့သူတို့ကလည်းသူတို့အခုလက်ရှိ အာဏာယူထားတော့မဖြစ်မနေသူတို့ဒီစီမံကိန်းကိုပေါ်မှာပဲအဲ့တော့အဲ့အတွက်ဆရာအနေနဲ့ဒီစီမံကိန်းကိုအကြံပြုချက်ပေါ့နော်တခုပေါ့နောက်တခုကြတော့ဆရာကုနာပြောဆိုသူတို့နဲ့တော့နိုင်ငံတော်လုံခြုံရေးမဖြစ်ဘူးနောက်ဟိုလူမှုအစိုးရတက်မှတာလောက်ရမှာဆိုတော့အဲ့လိုတက်လာပဲဖြစ်လာမယ်ဆိုရင်ရောဘယ်လိုမျိုးစီမံကိန်းလုံးလောက်ရမှာဒီလိုဟာတွေအတွက်အဲ့တော့နှစ်ပိုင်းပေါ့သူတို့အတွက်အကြံပြုချက်ရယ် နောက်လူလူဆိုတတ်ရင်ဖြစ်လာမဲ့အကြံပြုချက်အဲ့ဒါဝဆရာဘယ်လိုမျိုးပြောနိုင်မလဲသူတို့တို့အကြံပြုချက်ကတော့ဆရာပေးလို့ပေးလေဘာမှလုံးမလဲမဟုတ်ဘူးနားလည်းမထောင်ဘူးခုကျွန်တော်ပြောပေါ့ကိုကံစောကျွန်တော်ချက်ဆုံးတကယ်ရင်းမှာဆိုပေါ့နော်သူကတော့ဟိုဘက်ပါနေတာတော့ပြောလေဟေးကျွန်တော်လည်းဆက်သွယ်မရှိတော့ပါနော်သူတို့ကသူကျွန်းနေပြီဆရာနော်အကုန်လုံးကသိတယ်ဆိုတော့ okay သူတို့ချောင်းကိုကျွန်တော်မပြောဘူးပြောကြရလဲမလို့ပြောလိုက်လက်ကမှာမဟုတ်ဘူးနံပါတ်1ကဟုတ်ပြီတက်လာတဲ့အစိုးရဖြစ်လာတဲ့အခါမှာ အက်သစ်ရှိတဲ့နိုင်ငံများနဲ့တဲ့တယ်ပြောလို့ရှိရင်တရုတ်နဲ့ရုရှားနဲ့ကျွန်တော်တို့ကဒီလို့လို့မရဘူးစီးပွားရေးရှိတော့မှကြည့်နိုင်ငံရေးရှိတော့မှကြည့်ကြည့်ဘလို့မှထားလို့ကျွန်တော်အနေနဲ့လက်မခံဘူးညာဒါကြောင့်လဲကျွန်တော်ကနော်ဒီ6နှစ်တိတော့လုပ်တဲ့အချိန်မှာတရုတ်ကိုကျွန်တော်မကြိုက်ဘူးပွန့်နေပြောမယ်နော်တရုတ်ကိုမကြိုက်တဲ့အခါကျွန်တော်ဒီကိစ္စမှာ import မလုပ်ကျွန်တော်ဆုံးပါလက်ရှိမှာမင်းအောင်လှိုင်ကသူ့ရဲ့ plan ကိုသူသွားလို့ကျွန်တော်တို့မှကျွန်တော် open plan ချလို့ရပါတယ်ဆရာ long term short term ခုစလို့ရတယ်ဆရာ အဲ့ဒါလေးကိုဆက်ရနေတဲ့စိတ်ဝင်စားတော့အချိန်ရမယ်ဆိုရင်ကျွန်တော်ဆွေးနွေးချင်ပါတယ်။ဟုတ်ကဲ့ဆရာအဲ့အဲ့ဒါနောက်ဆုံးညီကုန်းကျုပ်အနေနဲ့ဆရာအချင်းကျုပ်ပေါ့ဆရာပလန်အခုချမယ်ဆိုရင်လူလူအစိုးရအတွက်ကိုဘယ်လိုမျိုးဟိုအကြံပေးခြင်းလဲ။လူလူအစိုးရမတိုင်ငုံခုလုပ်လို့ရတယ်ဆရာ။ဘာကြောင့်ဆိုကျွန်တော်ကမင်းအောင်လည်းကသူ့ရဲ့ဘာနာရေးစီးပွားရေးလက်နဲ့ရဖို့အတွက်သွားနိုင်ပြီးရုရှားသွားထိုးအပ်တာတကယ်လည်းအပ်ပြီးပြီနော်။ခုနဗီလာရုနဲ့သွားနေတဲ့ကိစ္စတွေကဒီအတွက်သွားတော့ကျွန်တော်တို့အုပ်ပလန်လုပ်လို့ရတယ်။ဘာကြောင့်ကျွန်တော်နေမီရေးစိုးမိုးလာပြီဆရာ။ trade direction ဆိုတာကဥပမာလေးကျွန်တော်ပြောမယ်။ကောင်းပြီ power balance ပေါ့ဗျာနိုင်ငံစကားပြောလို့ရှိရင်။ဟုတ်ပြီမင်းကတရုတ်နဲ့ရုရှားကိုမင်းကင်ပြီးမှမင်းသွားတယ်။ဟုတ်ပြီရတယ်။နော်အမေရိကန်ကျွန်တော်မပြောဘူးအမေရိကန်နဲ့ trade သူပြတ်တော့ကျွန်တော်တို့အိန္ဒိယမရှိဘူးလားဆရာ။ကုန်သွယ်ရေးနဲ့ကျွန်တော်ဖွင့်လို့ရတယ်။တိရခိုင်ရစီးဆိုးနေအခု secretary ရမယ်ဆိုကလန်နမြစ်ကတဆင့်ကျွန်တော်တို့ကပြအိန္ဒိယကိုဖောက်လို့မရဘူးလား။ကုန်နေပို့လို့မရဘူးလားဆရာ။တတစ်ချက်။နောက်အဲ့ဒီမှာချင်းရှိတယ်။ချင်းကလွတ်မြောက်နိုင်ရဖြစ်ပြီ။နောက်တစ်ခါဘင်္ဂလားဒေ့ရှ်ရှိတယ်။စီးမှုစုံမိုးနေပြီအေအေအား အဲ့ဒီ freight line ကြောင့်ကိုကျွန်တော်ဖွင့်လို့မရနောက်တစ်ခါမြမပြည်အလဲပိုင်းကထွက်တဲ့ကုန်စည်တွေဟာမိုးရေဘက်ကိုပဲတွေအများကြီးသွားတယ်ဆရာအဲ့ဒီ line ကြောင့်ပွင့်နေပြီကျွန်တော်တို့ကတရုတ်တရုတ်ပဲပြောဒါတော့ဒါကိုတရုတ်ကိုကျွန်တော်မုန်းလို့မဟုတ်ဘူးကျွန်တော်ဒါနဲ့ရှင်းသွားလို့ရတယ်ကုန်သွန်းမှု line ကြောင့်ကိုဖွင့်လို့ရတယ်ဒီစိတ်ကျွန်တော်ဒါအချိန်မရလို့မပြောတော့ပါဘူးနော်ဆရာရခိုင်ချင်းကျွန်တော်စကိုင်းအပေါ်ပိုင်းမကွေးမန္တလေးကနေဆရာဘာလို့သွားလို့မရမှာလဲအဲ့ဒီ line ကြောင့်ဖွင့်လိုက်ရင်တွဲကူးရေပါဖြစ်သွားတယ်ဒါလောလောဆယ်ကိုလုတ်လို့ရတယ် အချိန်မြင့်မွေးလို့နောက်ထပ်ပြောပါမယ် AI အခုဆရာ AI audio ဖောက်လာပြီနော် AI audio မှာပသိန်းကိုဖောက်နေပြီတာပေါင်းရောက်နေပြီဆရာအဲ့ဒီ AI audio မှာရှိတဲ့အင်အားစုတွေကကျွန်တော်တို့ကအင်အားကောင်းလာလို့ရှိရင်ပသိန်းမှာဆရာရေနဲ့စိတ်ကန်ကြီးရှိတယ်ဆရာအဲ့ဒီအတစ်ဆင့်ကျွန်တော်တို့ဘာလို့ trade ကို international သွားလို့မရဘူးလားဆရာထွက်တဲ့ကုန်လို့ဝင်လို့မရဘူးဒါရှိပြီးသားနော်ပသိန်းအင်္ဂလိပ်ခေတ်ကနေနောက်တစ်ခါစစ်တွေကရှိပြီးသားဆရာအဲ့ဒီလမ်းကြောင်းဒါကြောင့်ကျွန်တော်တလုံးနဲ့ပြောရင် trade ဓာတ်ရရှိမှာအခုနဲ့စလို့ရပါတယ် လုတ်ချင်းအားဖြင့်ပိုက်ဆံဝန်းလာမယ်ဆရာပတိန်နဲ့ခင်ဗျာစစ်တွေတာခုရပြီဆိုတော့ဘာလို့မရနောက်လေလေချောင်းလိုင်းထပ်ပြောပါထိုင်းဘလို့တက်သွားလဲဆရာထိုင်းနိုင်ငံဆရာလည်းနေခဲ့ကျွန်တော်လည်းနေခဲ့တာထိုင်းကဒီဟင်းနေဟင်းရွက်နဲ့ပန်းအဆဆရာရေလေချောင်းလိုင်းနဲ့ညအထွက်တော့ယူရိုကိုနောက်နေ့ပို့လို့ရတယ်ဆရာဒါကတော့ now step ပေါ့ဆရာနော်လေချောင်းလိုင်းတွေပိုက်ပြီလေကျွန်တော်တို့တစ်ချက်တန်တွဲရနေပြီဆရာစစ်တွေတဲ့ရမယ်ဆိုအဲ့လေချောင်းကိုသွားလို့မရဘူးဒ နောက်တစ်ခါပသိမ်ဆိုလည်းရှိတာပဲပြောချင်တာရေချောင်းလေချောင်းကနေကျွန်တော်တို့ကုန်သွယ်မှုပြုလို့ရပါတယ်အဲ့ဒီနည်းနဲ့ကျွန်တော်တို့ကဘာနာငွေကိုဖြည့်ဆည်းမယ်ဆိုရင်ဘယ်သူမှအားကိုးစရာမလိုတွန်လိုင်းအင်အားဆိုတော့ဖြစ်ဒါဟုတော့ကျွန်တော်ပြောဥပါတယ် NUG ကဒေါက်ခင်မမမျိုးကျွန်တော်အကြံပေးပါ2021က trade data ရှင်သမီးပြောင်းရမယ်သူတို့အဲ့ဒါခေါင်းထဲမှာမရှိဘူးဒါကြောင့်လောလောဆယ်မှာကျွန်တော်အမြင်ကနိုင်ငံရေးစစ်ရေးစီးပွားရေးအရာကြည့်မယ်ဆိုရင်ပေါင်းဆက်စဉ်းစားပြီးတော့အဲ့ view ဟာကို existing ခုရှိတဲ့ဟာကိုစလို့ရတယ်စပြီးအချိန်ကိုတင်လိုက်မယ်ဆိုရင် ဒီပြဿနာကကျွန်တော်တို့ကကြွဲကူရေးပါမင်းအောင်လိုက် own action ပေါ့ဗျာ own plan ပေါ့မင်းမှာ plan ရှိလို့ငါတို့မှာလည်း plan ရှိတယ်ဒါကတော့ဥပဆောင်ရမှာ AMG ရလို့ AMG မလုပ်ရင် A လုပ်လို့ရတယ်ချင်းလုပ်လို့ရတယ်ဆရာဆိုတော့အဲ့လိုနီးနဲ့ကျွန်တော် online ကိုအားဖြည့်ပြီးမှ plan ဆွဲမယ်ဆိုရင်လောလောဆယ် online ရေးတော့အားဖြည့်ပါတယ်မင်းအောင်လိုက်ကိုလုပ်ရသည်တိုင်းပြည်တော့အန္တရာယ်ရှိတယ်ကျွန်တော်တို့တော့ဟန်တာရဟန်တာနီးတွေအများကြီးပါဆရာရေနော်လွယ်လွယ်လေးပါပြည်ရဲအားကောင်းနေတာမင်းလာလို့ rocket နဲ့တော့နှိမ့်ကြိတ်လိုက်မှာပေါ့သူတို့မလာခင်ဆိုရမှာလက်ဥမှုယူပါမယ်ရခိုင်ကတော့နည်းနည်းလေးခုနပဲသူတို့က ဟိုလက်အုပ်မှုယူလိုက်ကျွန်တော်လည်းနောက်ကျတော့အနေကြီးရပါဗျာအေးမှာတော့ခေါင်းစားနေရတာခင်ဗျာဘာလို့မရမှာတဝဲကလှမ်းကြိတ်လိုက်မှာပေါ့ဗျာဒါကျွန်တော်ပွန့်လည်းပြောတာအဲ့ဒီနေ့ကျွန်တော်တို့ကသူ့ဟန်တာထားမယ်နှောက်ဆက်ဟန်တာမယ်နှောက်ဆက်မယ်ခြားတဲ့နေပြီနော်စားလို့ရနေပြီနေမျိုးစိုးမိုးတဲ့နော် ERUD ကစီရေးတိုက်တယ်လို့စီးပွားရေးကိုလည်းခုနဲ့စအကောင်းတဲ့ဖော်မယ်ဆိုရင် OK ပြီလို့ကျွန်တော်တို့မြန်မာဘာကြောင့်လဲဆိုတော့ဒါဆရာစင်သာ AA ကိုဆရာဘင်္ဂလားဒေ့ရှ်ကစကားစပြောနေပြီအိန္ဒိယကတော့မပြောနဲ့သူတို့ကလန်တန်ပြည်ကြီးအကြီးကြီးကျွန်တော်ရောက်ခဲ့တဲ့ ကလထစီမံရဲ့နဲရာမှုအဲ့လမ်းကြောင်းကစစ်တေရာရပွက်ပြီကြောက်ပြူခဏထားလို့ရတယ်ခဏဆုံးမပါဘူးဒါတရုတ်နဲ့ညှိတဲ့ခါဒါဒါဆေးရုပ်ကျွန်တော်ပြောလို့စီးပွားရေးအမြင်နဲ့ပြောမယ်ဆိုရင်အဲ့နီနဲ့လုပ်မယ်ဆိုရင်ကျွန်တော်တို့ကဒီအန်ရည်ကိုကောက်ဝဲပြီးသားဖြစ်ပါလိမ့်မယ်တာမန်နဲ့တော့ချော့တွက်လို့တော့မရဘူးပေါ့ဗျာခေါင်းနဲ့တော့အလေးထားပြီးတော့ပူပေါင်းဆောင်ရမယ်ဆိုဒီပြဿနာတော့ကြော်လွားနိုင်မယ်လို့တော့ကျွန်တော်အဲ့လိုမြင်ပါတယ်ဆရာဟုတ်ကဲ့ဆရာဦးစင်လေးကျေးဇူးပါအခုဒါစစ်ကောင်စီကနေပြီးတော့တဝဲဒီရင်းနဲ့စိတ်ကန်းစီမံကိန်း ကိစ္စပေါ်မှာပေါ့နော်အခြေခံပြီးဆရာရဲ့စီးပွားရေးမျိုးအခုလိုမျိုးတုံးသက်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ